ျမနာမည်တော်ထွေးဤပါကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတို့တိုင်းနယ်ကန်းနီရွာဖြစ်ပါတယ်ကန်းနီရွာမှာနေပါတယ်အအသက်အသက်6တာကတော့9နှစ်လောက်ကြာမှအသက်ဒီဒီအသက်အကျိတ်ဖြစ်သွားတယ်ဗောနော်အသက်အကျိတ်ဖြစ်သွားတော့ရန်ကုန်မှာပဲလက်ပြရတယ်အသက်အကျိတ်ဖြစ်သွားတဲ့အခါကျတော့အဲ့တိတ်တဲ့နေမှာပဲဆရာကပြောတယ်ဟိုစိတ်ခံပြရတဲ့ဆရာဗောနော်စိတ်ခံဆရာပြောတယ် အိန္ဒိယမှာအစားထိုးလို့ရပါတယ်။သွားထိုးမလားဗော။ဟုတ်ကဲ့သွားအစားထိုးပေးမယ်။အဲ့ဒါနဲ့ဟိုရင်ဒီရုံးကိုစုံစားလိုက်တယ်ဗော။စုံလာတော့အိပူလူရုံးရန်ကုန်မှာရှိပါတယ်ဆိုပြီးတော့အမကျွန်တော်တို့ဖုန်းနဲ့ပဲလှမ်းဆက်လိုက်တယ်။အဲဒီရုံးကိုဖုန်းဆက်ဖုန်းနဲ့လှမ်းဆက်လိုက်တော့အဆင်ပြေတယ်ဗောနော်။အဆင်ပြေတဲ့ခါကျတော့အဲဘယ်နေ့ဘယ်နေ့လာရမယ်ဘလို့လောက်ရမယ်ဆရာမညွှန်ပေးတယ်ဗော။ဒါတည်းတည်းစိတ်ပြီးသွားရမယ်။ဟိုရောက်တော့လဲစကပြန်နေအားလုံးကြိုးဆိုးတယ်။ကောက်ကောက်မုံမုံပဲ ခေါ်ယူရတယ်အားလုံးအများကြီးခင်ခဲ့တယ်ဆိုပြန်နေနဲ့လေအဲသူတို့ဟိုတဲတဲ့ယုံတဲတဲ့အိမ်နေရာကိုထော်တဲကိုသူတို့ပို့ပေးတယ်ပို့ပြီးတော့နောက်နေ့ကျတော့ဥပလိုစေယုံသွားတယ်ပဲနော်သွားပြီးတော့ဟိုရောက်တော့မတ်မတ်ချုံလွင်နဲ့ဆုံတယ်မတ်ချုံလွင်လည်းအားလုံးအဆက်ဆက်ရာသူရှင်းပြတယ်ပြောပြတယ်ဆရာကြီးတက်ပို့ပေးတယ်အားလုံးအဆင်ပြေတယ်စိတ်ချမ်းသာတယ်ဟိုရောက်တော့လေစိတ်ချမ်းသာတယ်အဲသူအားလုံးအားလုံးသူတို့အားလုံးဆောင်ရွက်ပေးတော့ကိုဘာမှမပူရဘူး တွားရတွားမဲ့ကောင်တာစီမှာသူပို့ပေးတယ်သူကအစင်စင်ပို့ပေးတယ်အလုံးအစင်ပြေတယ်လွယ်လွယ်ပဲကိုကစီးချိုလည်းမစီးသွေးသွိုးလည်းမစီးတယ်ပို့ပြီးမြန်တယ်ကျွန်တော်တို့နဲ့တူတူသွားရလေတချို့ကမခွဲရဘူးကျွန်မအရင်ခွဲရတယ်အဲအဲလိုခွဲပြီးတော့လည်းခွဲပြီး9ရက်လာမသိဘူးเนาะအရေးပေါ်ခန်းကနေထွက်တာကြက်ကြက်မမပဲကိုကဘာဖြစ်ဆိုတော့ပထမတစ်ချက်တော့ဟိုနေမခံရတော့ဘောနော်နောက်ကြက်ကြက်မမပဲနောက် ဆရာချိန်ထားတဲ့25ရက်ကြတော့ဆင်းရတယ်အမဆင်းရတယ်လွယ်လွယ်ပဲ21ရက်မနေထိတ်တော့ဘူးအေးကျမ်းမာလို့ပေါ့နော်ဆရာလမ်းလျှောက်ခန်းလည်းလမ်းလျှောက်လည်းဆရာကစားဆိုရင်လည်းပထမချက်တော့မစားနိုင်ဘူးပေါ့နောက်ပိုင်းစားနိုင်လာတယ်ဆရာပြောသလိုစားရတယ်ဆရာလှုပ်ရှားခိုင်းလို့လှုပ်ရှားတယ်လေ့ကျင့်ခန်းလုပ်တယ်ပုံမှန်အဲ့လိုတနေ့ဦးလေ့ကျင့်ခန်း3ခါဆရာမက2ခါပဲလှုပ်ခိုင်းကျမ3ခါလှုပ်တယ်ကျမ်းမာရအောင်လေကိုမညာဆင်းချင်လို့အေးအဲ့ဒါလို့အဲ့ဒါ15ရက်16ရက်နေ့ကဆင်းရုံဆင်းရုံကလည်း ဆရာဆရာတပတ်တစ်ခါပြန်ပြန်လို့တပတ်တစ်ခါကျမတို့သွားတယ်။အိမ်ရောက်လဲဆရာပြောတယ်လို့ပဲစားတယ်။နေတယ်။လေ့ကျင့်ခန်းလုပ်တယ်။အဲအဲ့လိုလမ်းလျှောက်တယ်။ကိုကျမ်းမမြန်ပြန်ချင်တယ်လေပမာပြူ။အဲအဲ့ဒါနဲ့အာတပတ်ဆရာချက်ချိန်ရတာ၄ပတ်နော်။၄ပတ်နဲ့တပတ်တစ်ခါတပတ်တစ်ခါ၃ပတ်၃ပတ်နဲ့ပဲကျမတို့ပြန်လာရခဲ့ရတယ်။၄ပတ်တော့မပြည့်ဘူး။ဒီရောက်မှဒီမှာရောက်မှတပတ်ပြန်သိသွေးဆက်တယ်ကိုကျမ်းမာလို့အဲ၃ပတ်ဆရာချိန်တာ၄ပတ်၃ပတ်နဲ့ကျမတို့ပြန်လာရခဲ့တာအေးအဲ့ဒါ ဝမ်းနဲ့ဝမ်းသာတဲ့ဆရာလေးကျေးဇူးတင်တယ်ဟိုရောက်ဆရာခွဲစိတ်ပြီးတော့အုံးကျမဆက်တခင်ပေါ့နော်ဘလို့ဝမ်းသာမှမသိစိတ်ထင်ပထမကင်စာဖြစ်ရင်တော့ပေးမှာပဲပေးမှာပဲပေါ့ကိုစိတ်ခမ်းမှာဘလို့အသေးဆိုအစားထိုးရတာလည်းမသိဘူးဒီလိုရုံးချစ်တာလည်းမသိလိုက်ဘူးအရင်ကတခါမှမသိတော့မှဆိုတော့မသိလိုက်ဘူးနောက်လိုင်းလည်းကိုတိုက်မှမကြည့်ဖြစ်ပဲကိုလည်းလုံးမတက်ဘူးလေအဲ့ဒါနောက်ပိုင်းမှစိတ်တယ်စိတ်တယ်ဆိုပြီးတော့ပြောမှအမှစုံစမ်းတော့မောင်လေးနဲ့ညီမလေးနဲ့စုံစမ်းလိုက်တော့ ဒီယုံနဲ့ဆက်တွေ့ရတော့အမအဆင်ပြေသွားတာအားလုံးတို့အဆက်စားရရအဆင်ပြေအောင်လုပ်ပေးတော့ကိုဘာမှပူပူထိဘူးအားလုံးအဆင်ပြေတယ်ကိုကုတို့ပေါ့နော်ဟိုရတော့အားလုံးအဆင်ပြေတယ်အားလုံးပဲအဆင်ပြေတယ်ကျမရေရောနေထိုင်စားတောက်ရအားလုံးအဆင်ပြေတယ်သူများနဲ့မတူဘူးအဲ့လိုအဲ့ဒါဝန်တာမဝန်တာပဲရှာလေးပတ်ချိန်နဲ့၃ပတ်နဲ့ပြန်လာဆိုတော့အော်ကိုကျမရေကောင်းလို့ပေါ့နော်အေးအဲ့လိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်